နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့2024ခုနှစ်အတွင်းကမ္ဘာတဝန်းမှာရွှေပြောင်းနေထိုင်သူအယောက်6000နီးပါးဆန့်ရှင်တင်တည်ဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂကသတင်းထုတ်ပြန်ခဲ့ပါတယ်2024ခုနှစ်အတွင်းကမ္ဘာတဝန်းမှာရွှေပြောင်းနေထိုင်သူ6938ယောက်ဟာနေဆက်တွေကိုဖျက်ကျော်ဖို့ကြိုးပမ်းကြရင်းနဲ့အသက်ဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်အဲ့ဒီပမာဏဟာလွန်ခဲ့တဲ့9နှစ်အတွင်းအမြင့်မားဆုံးအဖြစ်ဆန့်ရှင်တင်ခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ရွှေပြောင်းသွာလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း IOM ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လေတည်ဆုံးသူအများပြားဟာအစီရင်ခံတင်ပြမှုမရှိတာအထောက်ထားမရှိတာတွေကြောင့်အမန်တကီတည်ဆုံးသူဥယေဟာအခုထက်ပိုမိုမြင့်မားနိုင်တယ်လို့ IOM ကဆိုပါတယ်။အာရှဒေတာဟာရွှေပြောင်းနေထိုင်သူ2988ယောက်နဲ့တည်ဆုံမှုအများဆုံးဒေတာဖြစ်ခဲ့ပြီး ညီထဲပင်လေဒေတာဟာတင်းဆုံးသူ2450နှစ်ယောက်နဲ့ဒုတိယအများဆုံးဒေတာဖြစ်ခဲ့ကအာဖရိကဒေတာမှာတော့တင်းဆုံးသူ2040နှစ်ယောက်ရှိခဲ့ပါတယ်။ကာရီဘီယံဒေတာမှာ431ယောက်ဥရောပမှာ233ယောက်ကိုလံဘီယာပနားမာကြာဒေရီယန်ကပ်မှာ184ယောက်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ရွှေပြောင်းနေထိုင်သူတွေဟာညီထဲပင်လေကိုဖျက်ကျော်ပြီးဥရောပကိုရောက်ရှိဖို့မျှော်လင့်ရှင်နဲ့ နေ့စဉ်လူထောင်ပေါင်းများစွာတည်ဆုံနေရတာပါရှင်